လေဆိပ်ကနေထိမ့်သိမ်းခံလိုက်ရပြီးတဲ့နောက်ထတ်တူအမှုတွေကြောင့်မထင်မထားတဲ့ပြည်တန်းဆက်လက်ကြခံရတော့မယ့်တမီးစိုးရဲ့နောက်ဆုံးအခြေအနေပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ online ပေါ်မှာလူပြောအများဆုံးဖြစ်နေတဲ့သတင်းတပုတ်ရဲ့နောက်ဆုံးအခြေအနေကိုတင်ဆက်ပေးကြပါမယ်အခုအချိန်မှာလူရိုင်းရဲ့စိတ်ထဲမှာတည်ကျနေကြတဲ့အထူးကအမေကတော့ မီးစိုးတယောက်ဘာတွေဆက်ဖြစ်သွားမလဲသူ့ကိုဘလို့ပြစ်ဒဏ်တွေချမှတ်မလဲဆိုတာပါပဲအားလုံးသိကြတဲ့အတိုင်းပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ဆိုရှယ်မီဒီယာမှာနာမည်ကြီးခဲ့တဲ့ Facebook ဆယ်လီတမီးစိုးတယောက်အေတင်ကိုရဲ့တရားစွဲဆိုမှုကိုရင်ဆိုင်နေရရင်နိုင်ငံခြားကိုထွက်ပြေးဖို့စ조사ရာကနေလေရင်ပေါ်ကနေပြန်လဲဆွဲချဖမ်းဆီးခံလိုက်ရတာပါတမီးစိုးတယောက်မြန်မာနိုင်ငံကိုပြန်ရောက်နေတဲ့အချိန်မှာတထင်းမကြီးအေတင်ကိုကတချိန်ကသူ့အပေါ်ပုံကိုရေးဝေဖန်ခဲ့တာတွေအတွက် တရားဥပဒေအရအရေးယူဖို့ပြုံးလွင်ရေးစခန်းမှာအမှုဖွင့်တိုင်ကြားခဲ့ပါတယ်။ဒီတရားဆွဲဆိုမှုကြောင့်အခြေအနေမဟန်တော့ဘူးဆိုတာကိုသိသွားတဲ့တမီးဆိုဟာနောက်ဆုံးမှာတော့နိုင်ငံသားကိုပြန်လည်ထွက်ပြေးဖို့ကြံစီခဲ့ပါတယ်။သူမရဲ့အစီအစဉ်ကတော့တော်တော်လေးကိုတည်တတ်ပါတယ်။ဘသူမှမငြိမ်းမိအောင်ရုပ်ဖြတ်ပြီးမနက်အစောကြီးမှာမြမအပြည့်ပြည့်ဆိုင်ရာလေးချောင်းလိုက် MAI နဲ့ထိုင်းနိုင်ငံသူနာဘူမိလေးစိတ်ကိုထွက်ခွာဖို့စီစဉ်နေတာပါ။သူမအနေနဲ့လေရင်မော်ရောက်ပြီးထိုင်းကောင်မှနေရာယူပြီးချိန်မှာတော့ ။အရာအလုံးအောင်မြင်ပြီးတော့ထင်မှတ်နေခဲ့မှာအသေးချာပါပဲ။ဒါပေမဲ့သူမရဲ့ကံကတော့အဲ့ဒီမှာပဲအဆုံးသတ်သွားခဲ့ပါတယ်။တရင်တွင်အရာဆိုရင်သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်တွေကလျင်မော်အထီတလာပြီးသူမကိုနာမည်ကျော်ရုပ်ရှင်ဇာဝန်ကန်းတွေကလိုပဲအတီအကြဖန်စီထိမ့်သိမ့်ပြီးလျင်မော်ကနေဆွဲချခေါ်ဆောင်သွားခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီနောက်မှာတော့တမီးစိုးကမင်္ဂလာရုံရဲစခန်းမှာတာဝန်ရှိသူတွေကစစ်ဆေးမေးမြန်းမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ အခုလက်ရှိမှာသမီးဆိုရင်ဆိုင်နေရတာအေတင်ကိုရဲ့အမှုတစ်ခုတည်းမဟုတ်ပါဘူး။သူမအပေါ်မှာတိုင်ကြားထားတဲ့အမှုပေါင်းအနည်းဆုံး20ကျော်ရှိနေပါတယ်။ဒါတွေကတော့သူမလိုက်လွှဲပြီးအွန်လိုင်းပေါ်ကနေလူတော်တော်များများကိုပုံကုတ်ရဲ့အရာဂုံတိတ်ခါညှိုးနှံအောင်ပြောဆိုတက်ခဲခဲတာတွေအတွက်တခြားသူတွေကတရားစွဲဆိုထားတာဖြစ်ပါတယ်။နောက်ထပ်အရေးကြီးတဲ့အချက်ကတော့သမီးဆိုဟာအမေရိကန်နိုင်ငံသားဖြစ်တဲ့ဆိုပေမဲ့ပြစ်မှုကျူးလွန်ခဲ့တယ်လို့စွပ်စွဲခံထားရတာက မြန်မာနိုင်ငံမှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံရဲ့တရားဥပဒေအရပဲအမှုတွေကိုရင်ဆိုင်ဖြေရှင်းရမှာဖြစ်ပြီးအမှုတွေမပြီးပြတ်မချင်းနိုင်ငံကနေထွက်ခွာသွားလို့ရမှာမဟုတ်ပါဘူးဥပဒေပညာရှင်အချို့ရဲ့သုံးသပ်ချက်အရဆိုရင်သူမရင်ဆိုင်နေရတဲ့အမှုပေါင်းများစွာအတွက်ပြည်တံတွေကိုတခုချင်းစီတိချချမှတ်ပြီးစုစုပေါင်းကြာခံရမယ်ဆိုရင် ထောင်နှံဟာနှစ်ရှည်လများကြာခံရနိုင်တယ်လို့ဆိုပါတယ်တချို့ကတော့အမှုအလုံးပေါင်းလိုက်ရင်ထောင်နှံအနှစ်30လောက်အထိရောက်ဖြစ်သွားနိုင်တယ်လို့အမှန်စာနေကြတာပါ ဒါကတော့တရားရုံးရဲ့အဆုံးဖြတ်ပေါ်မှာပဲမူတည်မှာဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်တချိန်ကငါကနိုင်ငံခြားမှာနေတာဘယ်သူမှဘာမှလုပ်လို့မရဘူးဆိုရဲစိတ်နေ။အွန်လိုင်းပေါ်မှာဘိုးကျစော်ကားခဲ့တဲ့တမိဆိုတယောက်အခုတော့ကိုရဲ့လောက်ရတီအတွက်လက်တွေ့ဘဝမှာတရားဥပဒေရဲ့စီရင်မှုကိုအထုံအောင်တွေကနေစောင့်ဆိုင်းနေရတဲ့အဖြစ်ကိုရောက်ရှိသွားခဲ့ပါပြီ။ပရိသတ်ကြီးတို့ရောဒီအခြေအနေပေါ်ဘယ်လိုမြင်ကြပါသလဲ။တမိဆိုရဲ့ကံကြမ္မာဘယ်လိုရိဆက်ဖြစ်သွားမယ်လို့ထင်ကြပါသလဲဆိုရာကို ကောမန့်မှာကိုယ့်ရဲ့အမြင်လေးတွေဝင်ရောက်ပြောသွားကြပါအောင်ရှင်